လမ်းမီးတိုင်းမှိန်ပြပြလင်းနေတဲ့ညနေတကောင်ရံမှာမုတ်စိတ်မွှေးရှိဖြူဖြူတွေနဲ့မော်ဆရာတယောက်ကတရွေ့ရွေ့ရှောက်လန်းလာပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့ဝိယုံရှိကြီးတဲ့ကမော်တုတ်တန်ကိုထုတ်လိုက်ပြီးလမ်းမီးတိုင်းကအလင်းတွေကိုစောက်ယူလိုက်ပါတယ်။သူကတော့မော်ကျောင်းတော်ကြီးဟော့ဝက်ရဲ့ကျောင်းအုပ်ပရော်ဖက်ဆာဒမ်ဘယ်ဒေါ်ပဲဖြစ်ပါတယ်။ Professor McGonagall ကလည်းကျောင်းသွင်းထဲရောက်ရှိလာပြီးခဏအကြာမှာတော့ ဟက်ဂရစ်ကကလေးငယ်လေးတယောက်ကို အနည်းတော်လေးနဲ့ခေါ်ဆောင်ပြီးရောက်လာခဲ့ပါတယ်။အဲ့ကလေးလေးကတော့တခြားသူမဟုတ်ပါဘူး။နှစ်ဖူးမှာမိုးကြိုးပုံအမှန်ယူကလေးနဲ့ဟယ်ရီပေါ်တာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ Anna Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Harry Potter and the Philosopher's Stone Harry ကသူ့အပေါ်မြည်ဖြူတဲ့သူ့ဒေါ်မီသားစုနဲ့အတူ ကြီးပြင်းလာရပါတယ်သူ့ကိုယ်ရဲ့မွေးနေ့မလို့သူတို့အားလုံးသရိတ်ဆိုင်အောင်သွားဖို့ပြင်ဆင်ရင်း ဟယ်ရီကြောင့်သိနေတဲ့ဦးလေးဖြစ်သူကထူးထူးဆန်းဆန်းကိစ္စတွေလုံးဝမလုပ်ဖို့မှားနေပါတယ်။သရိတ်ဆိုင်ရုံရောက်တဲ့အချိန်မှာဟယ်ရီကဗမာပြည်ကမွေကြီးကသူပြောတာနားလည်နေတာကိုထူးဆန်းစွာသိလိုက်ရပါတယ်။မွေနဲ့စကားပြောနေတော့သူ့ကိုဝမ်းခွဲရောက်လာပြီးတွန်းချပလိုက်တာကြောင့်သူကိုရိုင်းတော်သတိမထားမိပဲမှန်ကိုဖြောင်းမိလိုက်ပါတယ်။မွေကြီးလည်းလွတ်သွားပြီးသူ့အကိုလည်းမွေခံနဲ့ပိတ်မိသွားပါတော့တယ်။နောက်တစ်ရက်မှာတော့ဇီးကွက်တကောင်က ဟောဝဲမော်ကျောင်းတော်ကြီးရဲ့ဝင်ခွင့်စာရွက်ကိုဟယ်ရီတို့အိမ်ကိုလာပို့ပါတယ်။ဒါပေမဲ့သူ့ဦးလေးမိသားစုကစာရီကိုပို့သမျှအကုန်ဖျက်ဆီးဖြစ်တာကြောင့်အိမ်ရှိတခွင်လုံးဈေးကွက်တွေနဲ့ပြည်ကုန်ပါတယ်။နောက်ဆုံးအိမ်တစ်ခုလုံးမှာစာရီပြည်ကုန်တာမို့လူသူမရှိတဲ့ကျွန်းလေးအပေါ်သွားပြောင်းနေကြရပါတော့တယ်။ဟယ်ရီရဲ့၁၇နှစ်ပြည့်မွေးနေ့မှာလူဘလူးကြီးတကောင်ကကျွန်းပေါ်ကအိမ်ထိရောက်လာခဲ့ပါတယ်။သူကတော့ဟက်ဂရစ်ပါ။ အဲ့ဒီမှာပဲ Harry တယောက်သူဟာမော်ဆရာတယောက်ဖြစ်ကြောင်းနဲ့သူ့အမေနဲ့အဖေဟာလည်းမော်ဆရာတွေဖြစ်ကြောင်းမျိုးကိုပါသိသွားရပြီး Howard ကျောင်းရဲ့ဝင်ခွင့်စာကိုလည်းရသွားခဲ့ပါတယ်။ Howard မော်ကျောင်းတော်မှာတက်ရတော့မှာမလို့ Harry နဲ့ Hagrid မော်ဆေးတန်းမှာဈေးဝယ်ထွက်ကြပါတယ်။ Harry Potter ဆိုရနဲ့မော်ဆေးထဲမှာမသိတဲ့သူကိုမရှိတဲ့အထိ popular ဖြစ်တာမျိုး Harry တယောက်အံ့ဩနေကြရပါတယ်။မဝယ်ခင်အရင်ပတ်စံထုတ်ဖို့လိုတာမျိုးမော်ဘန်တိုက်ကြီးကိုအရင်ဆုံးခေါ်သွားခဲ့ပါတယ်။ ဗန်ဒိုက်မှာတော့ဟယ်ရီမိဘတွေကသူ့အတွက်စည်းစိမ်အပြည့်ထားခဲ့တာပါဟယ်ရီအတွက်ငွေတော့ငွေရင်းနဲ့အတူဟော့ဝဲရဲ့ညှို့ဝှက်အထုပ်တစ်ခုပါတူတူယူခဲ့ပြီးဒီကိစ္စကိုဘသူ့ကိုမှမပြောဖို့မှားလိုက်ပါတယ်အဲဒီနောက်မှာတော့မော်ဆီယာတယောက်ရဲ့အသက်သွေးကြောဖြစ်တဲ့မော်ထုတ်တံဝယ်ဖို့သွားခဲ့ပါတယ်ဒီနေရာမှာထူးခြားတာက တခြားပစ္စည်းတွေဝယ်တယ်လို့ဝယ်သူကရွေးရတာမဟုတ်ပဲမော်ထုတ်တံကဝယ်သူကိုရွေးတာပါ ဒါအပြင်ဟယ်ရီကိုရွေးလိုက်တဲ့မော်တုတ်တန်ကဟယ်ရီမိဘတွေကိုတတ်ခဲ့တဲ့အမောင်သခင်ကြီးပိုင်တဲ့မော်တုတ်ရဲ့အမွှာဖြစ်နေတာပါ။ဟယ်ရီကမွေးနေ့လက်ဆောင်အနေနဲ့ဇီးကွက်အဖော်လေးလဲရခဲ့ပါတယ်။ဟယ်ရီကအမောင်သခင်ကြီးအကြောင်းစိတ်ဝင်စားသွားပြီးဟက်ဂရစ်ကိုမေးပေမဲ့နာမည်ကိုပြောခွင့်မရှိလို့အစပိုင်းမှာအင်တာနက်လုံနေခဲ့ပါတယ်။နောက်ဆုံးတော့မခံနိုင်ပဲအမောင်သခင်ကြီးဆိုတာဟာဗိုဒါမော့ဖြစ်ကြောင်းနဲ့သူမိဘတွေအသက်ရခံပုံသူတယောက်တည်းအသက်ရှင်ကြံခဲ့ပုံ အသေးစိတ်ကိုလည်းပြောပြလိုက်ရပါတော့ရီ။ဒါကြောင့်ပဲသူပါကြောင့်မော်တိုင်းဝိုင်းချားမှာနမည်ကြီးနေရလဲဆိုတာကိုသဘောပေါက်သွားခဲ့ပါရီ။ဟော့ဝတ်ကိုယထားစီးသွားရမှာမို့လို့ယထားလက်မှတ်လေးကင်ပြီးဟယ်ရီတယောက်စင်းကြံနမတ်ကုသုံးလေးကိုလိုက်ရှာနေခဲ့ပါရီ။ဘယ်မှာမှရှာမတွေ့လို့စိတ်ညစ်နေတော့ဝီဇလီမီသားစုနဲ့ကံကောင်းစွာတွေ့သွားတာမို့ဟော့ဝတ်သွားမဲ့ယထားစီဆိုက်ဆိုက်မြတ်မြတ်ရောက်သွားခဲ့ပါရီ။ ယထားပေါ်မှာရွန်ဝက်စလီနဲ့အတူတူဖွဲ့ကျသွားခဲ့ပြီးယထားပေါ်လာရောက်တဲ့မှော်မုတ်အုံကိုတူတူစားနေကြတော့ဆီယာမာကြီးလေတံနဲ့ဟာဝိုင်နီရောက်လာပြီးဟယ်ရီရဲ့ကျိုးနေတဲ့မျက်မှန်ကိုဂါရာရွတ်ပြင်ပြီးတော့သူတို့နှစ်ယောက်ကိုဆီယာမာလောက်ခါထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဟော့ဝက်ကျောင်းတော်ကြီးကိုရောက်ရှိလာပြီးပထမနှစ်ကျောင်းသားတွေကိုဟက်ဂရစ်ကဥဆောင်ခေါ်သွားခဲ့ပါတယ်။ဟော့ဝက်မှာအဖွဲ၄ဘွဲ့ရှိပြီးအဖွဲလိုက်အမှတ်ပေးစည်းမျဉ်းတွေရှိတာကြောင့် ပထမနှစ်ကျောင်းသားတိုင်းကကျောင်းစာမတက်ခင်အဖွဲ့ရွေးချယ်ပဲအရင်လုပ်ရပါတယ်။ Harry Potter ကနာမည်ကြီးကျောင်းသားဖြစ်တာကြောင့် Draco Malfoy က Weasley တို့လိုခန့်ညံ့ညံ့မိသားစုတွေနဲ့မပေါင်းဘဲသူ့လိုပိုတော်တဲ့မိသားစုတွေနဲ့သာပေါင်းဖို့လာပြောခဲ့ပါတယ်။ဒါပေမဲ့ငင်းခံလိုက်ရတာကြောင့်မကျင့်နဲ့ပဲလက်ထွက်သွားရပါတယ်။ခန်းနာမစတင်ခင်ကျောင်းအုပ်ကြီးကအဖွင့်အမှားစကားပြောကြားပြီးဟောဝေရဲ့တွားရခွင့်မရှိတဲ့တားမြစ်နယ်မြေတွေအကြောင်းသတိပေးပြောဆိုခဲ့ပါတယ်။ ကျောင်းသားတက်တရဲ့ခေါင်းပေါ်ကိုပညာရှိမော်အုပ်ထုပ်ကြီးစောင်းပေးပြီးမော်အုပ်ထုပ်ကကျောင်းသားနဲ့တင့်တော်ဆုံးအဖွဲ့နာမည်ကိုဆုံးဖြတ်ပေးပါတယ်။ပထမဆုံး Harmony ကို Gryffindor အဖွဲ့လိုသတ်မှတ်ပေးပြီးစင်အောက်မှာတော့ Ron ကစိတ်ပိုင်းဆိုင်ရာယောဂါရှိကြောင်းတင်းတုံနေခဲ့ပါသေးတယ်။အဲနောက်မှာတော့ Draco Malfoy က Slytherin အဖွဲ့ဝင်ဖြစ်လာပြီးစိုးသွမ်းတဲ့မော်ဆရာတွေဟာ Slytherin ကထွက်တာလို့ Ron ကပြောတာမို့လို့ Harry တယောက် Slytherin မကြောက်အောင်ဆူတောင်းနေခဲ့ပါတယ်။ ီလိုနဲ့ Hufflepuff Ravenclaw အဖွဲ့ဝင်တွေပါအသီးသီးရွေးချယ်ခဲ့ပြီး Ron Weasley ကလည်း Gryffindor အဖွဲ့ဝင်ဖြစ်သွားခဲ့ပါတယ်။ Harry အလှည့်မှာတော့အားလုံးစိတ်ဝင်စားနေကြပြီး Hogwarts ရဲ့ဆရာတယောက်ဖြစ်တဲ့ Professor Snape ကလည်းတေချာစူးစိုက်ကြည့်နေတာ Harry တယောက်သတိထားမိခဲ့ပါတယ်။ Harry တယောက် Slytherin မကြောင်ဆူတောင်းနေတာမို့အုတ်ထုတ်ကြီးက Gryffindor ကိုရွေးချယ်ပေးလိုက်ပါတယ်။ ခန်းနာစီစဉ်နေပြီးပြီမို့လို့ကျောင်းသားတွေရောဆရာတွေပါညစာစားနေရင်ဟယ်ရီကတော့ Professor Snape အကြောင်း Senior တွေစီကမင်းနေခဲ့ပါတယ်။ညစာစားနေရင် Howard ရဲ့ဝိညာဉ်တွေပေါ်လာပြီးကျောင်းသားအစ်စ်တွေနဲ့နှိပ်စက်ကြပါတယ်။ Howard ရဲ့အိတ်ဆောင်တွေစီတွားတဲ့လှေကားတွေကအမြဲပြောင်းနေတာဖြစ်ပြီးပကြီးတွေအကုန်လုံးကအသက်ဝင်နေတာမို့လို့ကျောင်းသားအစ်စ်တွေအတွက်ထူးဆန်းတွေပြည့်နေခဲ့ပါတော့တယ်။ ဟယ်ရီတို့နှစ်ယောက်ကတော့ပထမဆုံးနေ့ရဲ့ပထမဆုံးအတန်းကိုနောက်ကျနေတာမို့လို့ Professor McGonagall စူရာခံရပါသေးတယ်။ Professor Snape ရဲ့မော်စေးရည်တန်းမှာတော့ Harry ကို Sarri ဇက်တိုက်မေးပြီးတွတ်ကြားမှုကတကယ်တော့ဘာမှမဟုတ်ကြောင်းပြောဆိုသွားခဲ့ပါတော့တယ်။ဒီပြက်စီးပြန်စီးနီးအတန်းမှာနဝေးတယောက်လက်ကျိုးသွားလို့ဆီယာမားကစီကံသွားပို့နေတော့ Draco နဲ့ Harry တို့ကကြောက်ကြစဖြစ်ကြပြီးနဝေးရဲ့တတိပေးဘောလုံးကိုကျွမ်းကျင်စွာဖမ်းလိုက်နိုင်ပါတယ်။ ဒါကို Professor McGonagall တွေ့သွားပြီး Howard ရဲ့ကစားနည်းတွေကတစ်ခုဖြစ်တဲ့ Quidditch ကစားနည်းမှာ သူ့ဖေ Jane Potter အတိုင်းစီကာကစားသမားဖြစ်သွားပါတော့တယ်။ Harry တို့သုံးယောက်အဖွဲ့ Howard ထဲလျှောက်သွားနေရင်တားမြစ်ထားတဲ့တတိယတက်ကိုရောက်သွားပြီးပြုတ်ဝက်တကားဆောင်ခေါင်းတောင်းလုံးခွေးဘလူးကြီးစီကနေအသက်လူပြေးခဲ့ရပါတယ်။မော်ဂါရာအတန်းမှာ Harmony တယောက် Ron ကိုဆီယာမာကြီးလှုပ်လိုက်လို့နှစ်ယောက်သားရန်ဖြစ်ပြီး Harmony လည်းညစာစားဖို့မရောက်လာခဲ့ပဲအိမ်သာထဲမှာတောင်းငုံနေပါတယ်။ ဲ့အချိန်မှာပဲအမှောင်ပြောကတင်တဲ့မစ္စတာကွန်ရီတယောက်မြေရောက်ခန်းထဲမိစာကြီးဝင်လာတယ်လို့ညစာစားကန်းနဲ့သတိပေးပြီးအကြောက်လွန်ကသတိလစ်သွားပါတော့တယ်ကျောင်းသားတွေအကုန်ရွရွတက်တက်ဖြစ်နေလို့ဒမ်ဘယ်ဒေါ်တယောက်ကျောင်းသားအလုံးကိုအိမ်ငန်းပြန်သွားဖို့အမိန့်ပေးပြီးသူကတော့ဆရာဆရာမတွေနဲ့အတူမြေရောက်ခန်းထဲကိုသွားကြပါတယ်။ဟယ်ရီတို့နှစ်ယောက်ဟောင်းဝိုင်းနီကိုစိတ်ပူသွားပြီးအိမ်သားကိုအပြေးလိုက်သွားကြပါတယ်။သူတို့စိတ်ပူတဲ့အချိန်တစေကြီးကအိမ်သားရဲ့ရောက်နေတာဖြစ်ပြီးတင်းမုတ်ကြီးနဲ့ဟောင်းဝိုင်းနီကိုလိုက်တိုက်ခိုက်နေပါတော့တယ်။ ဟယ်ရီတို့လည်းတစီကြီးကိုအနိုင်ယူတိုက်နိုင်ပါတယ်။အဲ့ချိန်မှာပရိုဖက်ဆာမက်ကွန်နဂယ်ရောက်လာပြီးဖြစ်ပျက်တွေကိုရှင်းပြခိုင်းပါတယ်။ဟာမိုင်းနီကအပြစ်တွေကိုခေါင်းခံလိုက်တာမို့ဂရစ်ဖင်ဒေါ်ကငားမတ်အနှုတ်ခံရပြီးဟယ်ရီနဲ့ရွန်ကတစီကြီးကိုအနိုင်ယူလိုက်နိုင်တာကြောင့်ဆယ်မက်ထက်ရသွားပါတယ်။ဟယ်ရီတယောက်ပရိုဖက်ဆာစနိတ်ရဲ့ခြေထောက်မှာဒဏ်ရာရနေတာမြင်သွားပြီးဘန်ကနေလျှို့ဝှက်ယူလာတဲ့အထုပ်ကိုခွေးကြီးတွေစောင့်တဲ့အခန်းကနေစနိတ်တယောက်ခိုးဖို့လုပ်နေတာလို့တန်တရားဝင်သွားပါတော့တယ်။ ဟယ်ရီရဲ့ပထမဆုံး Quidditch ပွဲမှာစလစ်သရင်နဲ့ရှင်ပြိုင်ဖို့နောက်ဆုံးထွက်တပြက်စီးပြန်ကို Professor McGonagall စီကလက်ဆောင်ရခဲ့ပါတယ်။ Quidditch ပွဲရဲ့ရှင်ပြိုင်မှုတွေကပြင်းထန်လာနေခဲ့ပြီးဟယ်ရီရဲ့တပြက်စီးပြန်ဟာလည်းရုတ်တရက်ကျင်းစာတိုက်ခံလိုက်ရတဲ့အကြောင်းဟယ်ရီတယောက်ပြုတ်ကျမလို့ဖြစ်နေခဲ့ပါတယ်။ဟာမနီတို့က professor snake ကြောင့်လို့ယူဆပြီးသူ့ရဲ့ဝိယုံကိုမိသွားရှို့လိုက်ပါတယ်။အဲ့တော့မှ Harry လည်းတပြက်စီးပြန်ကိုတေချာထိန်းချုပ်လိုက်နိုင်ပြီးရွှေဘော်လုံးကိုဖမ်းမိသွားတာကြောင့် Gryffindor ကအနိုင်ရရှိသွားပါတော့တယ်။ ပွဲပြီးတဲ့နောက်မှာတော့ Hagrid ကို Professor Snape ကြောင့်ပြောရင်ခေါင်းသုံးလုံးခွေးကြောင့်မင်းနေခဲ့ကြပါတယ်။ Hagrid က Snape ဟာ homework ဆရာဖြစ်တာကြောင့်ဒီလိုမဆွတ်ဆွဲတဲ့ကြောင့်နဲ့ခေါင်းသုံးလုံးခွေးကိစ္စကလည်းတိုးဝက်ကိစ္စဖြစ်ပြီးအနေရညာလွန်းတာကြောင့်မင်းမပါတဲ့ကြောင့်ပြောရင် Nicholas Flamel ကိုစောက်ရှောက်နေတာလို့လှုပ်ခနဲပြောမိသွားပါတယ်။ Christmas ရောက်တော့မှမို့ homework တစ်ခုလုံး Christmas ရဲ့အငွေအသက်တွေလွှမ်းခြုံနေပါတယ်။ Christmas အားလည်းရက်မှာ Harmony ကအိမ်ပြန်သွားပြီး Ron နဲ့ Harry ကတော့ဟောဝတ်မှာကြံ့နေခဲ့ပါတယ် ဟယ်ရီရဲ့ခရစ်စမတ်လက်ဆောင်အနေနဲ့ဟယ်ရီအဖေရဲ့ကိုပြောင်းဝိယုံကိုရရှိခဲ့တာမို့အဲ့ဒါကိုအသုံးချပြီးတားမြစ်ထားတဲ့စာကြည့်တိုက်ထဲနီကိုလတ်ဖလာမဲအကြောင်းလိုက်ရှာနေပါတော့တယ်။ကံကောင်းစွာနဲ့ចောင်းဆောင်ကြီးမိတော့မလို့ဖြစ်သွားပြီးကံကောင်းစွာနဲ့ပြန်လွတ်လာခဲ့ပါတယ်။အပြန်လမ်းမှာတော့ပရိုဖက်ဆာစနိတ်နဲ့မစ္စတာကွာရယ်တို့ပြဿနာတက်နေတာကိုတွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာဟယ်ရီကထူးဆန်းတဲ့မှန်ထဲမှာသူ့အမေနဲ့အဖေကို ပထမဆုံးတွေ့ခဲ့ရပြီးရွန်ကိုခေါ်ကပြန်သွားပြတဲ့အခါမှာတော့အဲဒီမှန်ကအလိုချင်ဆုံးဆန္ဒတွေကိုပြပေးတဲ့မှန်ဆိုတာသိသွားခဲ့ပါတယ်ဒါပေမဲ့ Dumbledore ကဟယ်ရီကိုအိမ်မက်တွေထဲမှာပိတ်မိစေချင်တာကြောင့်မှန်ကိုအဝေးတနေရာပို့ပလိုက်ပါတယ်။ကျောင်းပြန်ဖွင့်ချိန်မှာတော့ Harmony ကျေးဇူးနဲ့ Nicholas Flamel ဟာမသေးသေးဖြစ်တဲ့ Philosopher's Stone ပိုင်ရှင် ဖြစ်တယ်ဆိုတာသိရှိသွားခဲ့ကြပါတယ်။ အပြင်းမထွက်ရအချိန်ကိုစီကံဖောက်ပြက်တာကြောင့်ဟယ်ရီတို့သုံးယောက်နဲ့အတူသွားတိုင်တဲ့မက်ဖိုင်းကပါအပြစ်ဒဏ်နေတဲ့ဟက်ဂရစ်နဲ့အတူတူတားမြစ်တော်ရဲအလုတ်သွားလို့ဖို့လိုက်သွားရပါတယ်။တားမြစ်တော်ရဲမှာကြက်စားနေတဲ့ယူနီကွန်းတွေတက်ခံနေရတာကြောင့်စုံစမ်းဖို့သွားရတာဖြစ်ပါတယ်။လူစုခွဲသွားကြပြီးဟယ်ရီနဲ့မက်ဖိုင်းတို့အဖွဲ့ကတော့ယူနီကွန်းတွဲဆုပ်နေတဲ့ဘူတာမွန်နဲ့တက်တက်တူလိုက်ပါတော့တယ်။ စိတ်လူသားကဟယ်ရီကိုကယ်တင်လိုက်တာကြောင့်ဟယ်ရီဘေးကင်းလုံခြုံသွားပြီးဖလော့ဆာဖာစတုန်းကိုစနိတ်ကခိုးပြီးဘူရာမော့ကိုပေးချင်တာလို့ဟယ်ရီလည်းကောက်ချက်ချလိုက်ပါတယ်။ခေါင်းတောင်းလုံးခွေးကိုညံအောင်လုပ်နည်းကိုဟက်ဂရစ်စီကတိလာရပြီးညအရောက်မှာတော့လျှို့ဝှက်ခန်းနဲ့ရောက်သွားချိန်မှာတခိုးကအဆောင်ခွေးကိုအိပ်ပျော်အောင်တိတ်ထားနေပြီဖြစ်ပါတယ်။တကားကိုတွန်းဖွင့်ပြီးဝင်မဲ့ချိန်မှာခွေးကြီးကပြန်နူးလာတာမို့သုံးအောင်စလုံးအောက်ကိုပြုတ်ကျသွားပါတော့တယ်။ အခန်းတကားကိုဖွင့်ဖို့အတွက်တောင်းငတ်ကိုခက်ခက်ခဲခဲဖမ်းပြီးရဲ့နောက်မှာတော့စစ်တူရင်ခုံကြီးပေါ်ရောက်သွားခဲ့ပါတော့တယ်။စစ်တူရင်ပွဲကိုနှွန်တယောက်ကိုယ့်ကိုယ်ကိုစတေးပြီးနိုင်အောင်ဆော့လိုက်နေတာမို့ဟာမိုနီကဒမ်ဘယ်ဒေါကိုသတင်းပို့ဖို့ကြံ့နေခဲ့ပြီးဟယ်ရီကတော့ကြောက်တုံးရှိရာအခန်းကိုတယောက်တည်းဝင်သွားခဲ့ပါတယ်။ဒါပေမဲ့မျောလင့်ထားသလို snake ကိုမတွေ့ရဘဲမှန်ရှေ့ရနေသူက꽌ရယ်ဖြစ်နေကြတာပါ quidditch ပွဲမှာတတ်ဖို့ကြိုးစားတာလည်း꽌ရယ်ဖြစ်ပြီး snake ကတော့ harry ကိုကဲ့တင်ဖို့ကြိုးစားနေကြတာပါ မင်းကလေးအိမ်သားတွေကတစီကြီးကလည်းခွိုင်ရွှဲလွတ်ခဲ့တာဖြစ်ပါတယ်။ဒါရီအားလုံးကိုစနိတ်ကတိနေပြီးတားနေခဲ့တာပါ။အဲ့ဒီနောက်ခွိုင်ရွှဲကသူ့မြဲဆောင်ထားတဲ့ခေါင်းပေါင်းကိုချွတ်လိုက်တဲ့ချိန်မှာသူ့ခေါင်းနောက်မှာဘူရာမော့ကကတ်တွင်နေတာပါ။ Philosopher Stone ကဟယ်ရီဘောင်းမီအိတ်ကတ်ထဲရောက်နေခဲ့တာမို့လို့ဖမပြေးနိုင်အောင်မျိုးမျိုးတားနေခဲ့တာပါ။ဟယ်ရီရဲ့လက်နဲ့ခွိုင်ရွှဲကိုထိလိုက်ချိန်မှာတော့ခွိုင်ရွှဲတယောက်ပြကျသွားပါတော့တယ်။ မိကိုစရာခနာကုမရှိတော့တာကြောင့်ဘူရာမော့လည်းထွက်ပြေးသွားခဲ့ရပြီးဟယ်ရီလည်းဆေးရုံပေါ်မှာအကြကြီးမေ့မြောနေခဲ့ပါတော့တယ်။ပြန်သတိရလာတဲ့အချိန်မှာတော့ဒမ်ဘယ်ဒေါကဖြစ်သမျှအကြောင်းကိုရှင်းပြလိုက်ပြီးဘူရာမော့ကတော့နောက်တစ်ချိန်နောက်နှစ်နည်းနဲ့ပြန်လာနိုင်အောင်မှာပါလို့ပြောပြပါတယ်။နောက်ဆုံးစာမေးပွဲကြီးလည်းပြီးသွားပြီမို့ဘူရာမော့ကိုရရဲဝုံဝုံတိုက်ခိုက်ခဲ့တဲ့ဂရီဖင်ဒေါကစူဖလားကြီးကို ရရှိသွားခဲ့ကြပြီးကျောင်းပိတ်ချိန်မှာကျောင်းသားတွေအသီးသီးအိမ်ကိုပြန်ခဲ့ကြပါတယ်။ အိမ်ပြန်လက်ဆောင်အဖြစ်ဟယ်ရီရဲ့မိသားစုပုံလေးကိုဟက်ဂရစ်ကလက်ဆောင်ပေးခဲ့ပြီးပျော်ရွှင်စရာအဆုံးသတ်လေးဖြစ်ခဲ့ပါတယ်။နောက်ထပ်အပိုင်းသစ်တွေနားထောင်မှုအတွက်ညီမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။